ဆိုးလင်းဦးနဲ့ရှင်ပြိုင်ထိုးတက်ရမယ်ပြည်တိန်နိုင်ငံသားမွေထိုင်းကန်တော်ဝင်ကစားသမားဟာရီဇန်မင်္ဂလာပါပရိသတ်ကြီးဆိုးလင်းဦးကတော့မွေထိုင်းကန်တော်ဝင်ကစားသမားတယောက်ဖြစ်တဲ့ဟာရီဇန်နဲ့1173မှာရှင်ပြိုင်ထိုးတက်ရမှာလည်းဖြစ်ပါတယ်သူတို့ကဆိုရင်ကျောင်းတော်ကလေးကရန်သားရှိခဲ့ကြတဲ့သူတွေပါဒီဘွဲဟာဆိုရင်တမနိဆိုလင်းဦးအတွက်အမေရိကန်နိုင်ငံမှာပထမဦးဆုံးလက်ဝိကစားသမားအဖြစ်စံချိန်တင်မဲ့ဘွဲပါဆိုလင်းဦးနဲ့ဟာရီဆန်ရဲ့ drain fight ကတော့အခုမှပဲအကောင့်ထဲပေါ်လာတော့တာပဲဖြစ်ပါတယ်ဒီပွဲကကမ္ဘာအဆင့်ပြိုင်ပွဲမလို့အနိုင်ရရှိရင်တော့ပေါ်နက်ဒေါ်လာ9000အထိရမှာပါဇိုလင်းအနေနဲ့ရှီမာ3ပွဲဆက်တိုက်ရှုံးနိမ့်ထားလို့ဒီပွဲဟာအနိုင်ရကိုရရမယ့်ပွဲတစ်ပွဲပါ Harrison ဟာအသက်39နှစ်ရှိပြီးမွေထိုင်ကနဝင်ကစားသမားတဦးလည်းဖြစ်ပါတယ်။2024ကကစားခဲ့တဲ့တန်ပါပွဲမှာဆက်ဆံကိုအလဲတိုးနဲ့ရှုံးနေပြီးနောက်မှာတော့ကစားသမားဘဝကနေအနားယူခဲ့တာလည်းဖြစ်ပါတယ်။ ဲ့ဒီနောက်မှာတော့အပြေတိမ်မှာမွေထိုင်းပွဲတွေဆက်ကစားနေခဲ့ပြီးနောက်ဆုံးပွဲမှာ Spain Fighter ကို အလဲထိုးပြီး WBC စင်ကာပူကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီနောက် One Championship စီပြန်လဲရောက်ရှိလာပြီးဆိုလင်းဦးနဲ့ရှင်ပြိုင်ရတာပါ။ Harrison ရဲ့အဓိကအားသာချက်ကတော့အခြေခံချက်တွေပဲဖြစ်ပါတယ်။သူရဲ့အားနည်းချက်ကိုပြောရမယ်ဆိုရင်တော့ခံနိုင်ရမရှိတာပါ။ဒီဘက်ကမြမလဝေးအကျော်မော်တယောက်ဆိုရင် Harrison ကမွေထိုင်းကိုကြော်ကြားစေခဲ့သူပါ။ ဟာရီဆန်နဲ့ဒီဝါဟာဆိုရင်2019ခုနှစ်တုန်းကပြဿနာလေးတချို့ဖြစ်ခဲ့ကြပါတယ်။မွေထိုင်းနဲ့ရိုးရာလက်ဝိဘေဟာကပိုကောင်းတယ်လဲဆိုပြီးဖြစ်ခဲ့ကြတာပါ။အခုတော့ဆိုလင်းဦးနဲ့ဟာရီဆန်တို့တဖန်ပြန်လဲတွေ့ကြပါပြီ။ဆိုလင်းဦးကပဲရိုးရာလက်ဝိကပိုသားကြောင့်တသက်ပြတ်သွားနိုင်မလား။ဟာရီဆန်ကပဲမွေထိုင်းအစွမ်းကိုပြတ်သွားမလားဆိုပြီးစောင့်ကြည့်ရတော့မှာပါ။ဒီဘွဲကိုတော့လာမဲ့အော်ဂိုလာတရက်အမေရိကန်နိုင်ငံကော်လိုရာဒိုပြည်နယ်ဒန်ဘာမြို့မှာကျင်းပမှာလည်းဖြစ်ပါတယ် ရိသတ်ကြီးကိုလည်းရင်ခုန်စွာစောင့်မျှော်ကြည့်ရှုကြပါဦးအဆုံးထိကြည်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်